အားလုံးပဲမင်္ဂလာပါရှင်။တွန်တုံရဲ့ချော်ကန်နယ်လေးကနေကြိုဆိုလိုက်ပါရရှင်။ကျမကတော့သတင်းတင်ဆက်သူခင်ရနာမေသူတသိမ့်သိမ့်တုံစင်ပဲဖြစ်ပါရရှင်။မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားများအားလုံးရန်သူမျိုး၅ပါးရန်ကနေကင်းဝေးပြီးတောကဗျာပါရဘေးမတန်မဲလောကမှာထာဝရအေးချမ်းကြပါစေလို့တွန်တုံကနေဆုတောင်းပေးလိုက်ပါရရှင်။ တွင်ကောင်းစဉ်2025မှာ PPP ပါတီကိုပြီးပါပြီပါတီဟုအမည်ပြောင်းလိုက်ခြင်းနောက်ထပ်တွင်တစ်ခုကိုတင်ဆက်ပေးရမယ်ဆိုရင်တော့မောတော်မျိုးသိန်းတိုက်ခွဲတွင်အငန့်ခံသွားတဲ့စစ်ခွေးများကိုဇော်မဲလုံးကဒေါသထွက်ဆဲဆူချိန်မောင်းဖနှက်နဲ့ကောက်ပေါက်ဆိုတဲ့တဲ့င်းလေးကိုတင်ဆက်ပေးမှာဖြစ်ပြီးတော့ ကြားဖြန့်ခေါင်းဆောင်ရှဲကျင်ချန်းက သူ့ရဲ့အထက်ကဂိုင်းကျုပ်ကြီးဟာဘသူလဲဆိုတာကိုပြောပြပေးမှာဖြစ်ပါတယ်ရှင်2025မှာလိတ်တိပုတ်ရရယာနဲ့အစွမ်းကုန်လိတ်တိပုတ်လိတ်တိပုတ်လိတ်တိပုတ်ပြီးတော့ရရယာခြေပြီးတော့ကြိုးစားခဲ့ပြီမယ်လေအရာရာအလုံးဟာတဲတဲရည်သွန်ဖြစ်သွားခဲ့ပြီဖြစ်ပါတယ် အဲ့ဒါကတော့ဘယ်သူလဲဆိုရင်တော့ဘဲပင်ပေါ့ပါတီ PPP ကနေမှအခုဆိုလို့ရှိရင်ဒူးတောင်စင်25မှာတော့ပြီးပါပြီပါတီလို့နာမည်ပြောင်းကြတော့မှာဖြစ်ပါရဲ့ရှင်အဲ့တော့ပြီးပါပြီပါတီရဲ့ကောင်းကိုင်မိခင်ကြီးဖြစ်တဲ့အတွက်သသက်ခိုင်ဟာဆိုလို့ရှိရင်လက်ထီကိုတောက်လျှောက်ပုတ်ခဲ့ပြီမဲ့သူ့ရဲ့အိမ်မက်တွေသူ့ရဲ့ညှော်လင့်ချက်တွေဟာဘဘကြီးကရိုက်ချိုးလိုက်တယ်လို့မျိုးခံစားလိုက်ရတဲ့အတွက်အလွန်ဝမ်းနည်းပူဆွေးနေပါဗျာ နောက်ဆုံးပိတ်အသနာခံစားဖို့ဘဘကြီးစီကိုတင်ပို့ပေးခဲ့ပေမဲ့လေဘဘကြီးကလှည့်ပြီးတော့ဤတော်မပေါက်သေးတော်မပန်းသွေးတော်လှည့်မထွေးတဲ့အတွက်အခုဆိုရင်ယဉ်ထုမနာဖြစ်ပြီးတော့အရင်တော့ကတော့သူ့ကိုငါကဝန်းရံလိုက်ရတာသူ့ကိုငါကထောက်ခံလိုက်ရတာဟိုဘက်ကအဲနီပိန်းတွေကို ဘလိုမျိုးစော်ကားခဲ့တာဒါဒီကူမမထောက်သူ့ကိုလှုပ်ရက်လေခြင်းလို့ယဉ်တုမနာဖြစ်ရင်အဲ့ရထဲမှာဘုံဘုံလဲနေတဲ့ဆိုတဲ့အကြောင်းကိုတုံတုံတို့ channel လေးကိုလာပြီးတော့အသိပေးပါတယ်ရှင်။2025အလွန်မှာတော့အမတ်ဖြစ်ဖို့ကိုဥတီစ조사လာခဲ့ပြီးတော့အကျွေးတွေကိုအမတ်လုပ်ရင်တော့ဆက်မဲလို့စိတ်ကူးခဲ့တာတွေကလည်းအခုဆိုလို့ရှင်တော့တဲတဲရေတုံဖြစ်သွားခဲ့ပါပြီ။မိဘပြည်သူများကလည်း လက်ထီးပို့ရတရာမောင်မြင်ခဲ့သောမမတက်ကိုအတနာဝင်ပြီးတော့သူ့ကိုမြ мян ရှောပါစေလို့လဲဆုတောင်းနေကြတယ်လို့သိရပါတယ်ရှင်နောက်ထပ်တင်ဆက်ပေးခြင်းတဲ့သတင်းလေးကတော့ မောတော်အောင်မျိုးသိန်းတိုက်ပွဲမှာအညံ့ခံသွားတဲ့စစ်ခွေးတွေကိုဇုံမင်းလုံးကဆဲဆူပြစ်တင်ဂျိမ်းပေါင်းဖနက်နဲ့ပောက်ဆိုတဲ့သတင်းလေးကိုတင်ဆက်ပေးချင်တာဖြစ်ပါရဲ့ရှင်။တနင်္သာရီတိုင်းမောတော်အောင်မျိုးရှိစစ်တပ်စခန်းနဲ့ရဲစခန်းများကိုဒေါ်လန်ရေးတပ်ဖွဲ့ဝင်တွေကသိမ်းပိုက်ပြီးချိန်မှာတော့စုစုပေါင်းအယောက်40ကျော်ဖမ်းမိထားပါတယ်။သူတို့နဲ့ပတ်သက်ပြီးတပ်မတော်နဲ့သတင်းမှန်လိန်ကြားအဟုတ်ပါဘူး။တိခတ်ပါရှင်။ တက်မတော်နဲ့သတင်းမမှန်လိန်ကြဲအဲတော့ချောက်ကူမားနေတိခတ်မှာရှင်တက်မတော်နဲ့သတင်းမှန်ပြန်ကြဲပြောရေးဆိုခွင့်ရှိသူဇော်မဲလုံးကအဲပါဇော်မင်းထွန်းကဒီလိုပြောပါတယ်ရှင်ဒီကောင်းလေးသူတို့ညံ့လို့သူတို့ခံရတာတက်မတော်နဲ့ဘာမှမဆိုင်ဘူးသူတို့သာတက်မတော်ရဲ့စစ်စည်းကမ်းတိုင်းလိုက်နာမယ်ဆိုအခုလိုရန်သူက ဖမ်းခံရမှာမဟုတ်ဘူးသူတို့စခန်းမှာသူတို့စိတ်တက်ခွန်အားအတွက်တစ်ချိန်လုံးချိတ်ဆွဲထားအောင်စာရေးစိတ်ဆွဲအောင်တိကတ်ပါရှင်တိကတ်ပါเนาะတစ်ချိန်လုံးဆွဲထားအောင်စာရေးပေးထားပါတယ်အဲ့ဒါကတော့ငါမသိငါစခန်းမကြစီရဆိုတာသူတို့အတွက်လိုက်နာဖို့ရေးပေးထားတာပါမလိုက်နာတော့သူတို့တွေခံရပြီပေါ့နဲတောင်နဲသေးတယ်တရောင်းသားတွေသူတို့မရှိလဲဘာမှမဖြစ်ဘူး ငါတို့ပေါ်တာဆွဲတဲ့လူငယ်တွေကလေးတွေအများကြီးအစားထိုးလို့ရတာပေါ့ဒီလူအိုတွေစောက်သုံးမကြတဲ့ကောင်းတွေစံကုန်မြေလေးတွေကမဲကလတ်တွေမင်းတို့စောက်ခွက်ကိုမမြင်ကျင်ဘူးစစ်သားစိတ်မရှိတဲ့ကောင်းတွေတော်တော်အသုံးမကြတဲ့ကောင်းတွေစက်တရေတုံးကောင်းတွေစက်တရေကိုမရှိဘူးမတည်ရရင်အစကတည်းကထွက်ပြေးကြပါလားမင်းတို့အသက်ရှင်နေတာကအရေးမကြီးဘူးလက်နက်တွေကမင်းတို့ တွေထက်တောင်အစတရာတန်ဖိုးရှိတယ်လို့ဇော်မဲလုံးကဒေါသထွက်ဆဲဆိုကြိမ်မောင်းလိုက်ပါတယ်ရှင်တပြန်ကောင်းဆောင်ရှဲကျင်ကျန်းကို ထိုင်းနိုင်ငံမှာ2022ကဖန်စီခဲ့ပြီးနောက်စစ်ဆေးမင်းမြတ်မှုတွေပြုလုပ်ခဲ့ပါတယ်ထို့နောက်2025နိုဝင်ဘာမှာတော့ ဆက်တင်ကြမ်းကို ထိုင်းနိုင်ငံကနေတရုတ်နိုင်ငံကိုလွှဲပြောင်းပေးအပ်လိုက်ပြီဆိုတာအားလုံးလည်းအတိပဲဖြစ်ပါရဲ့ရှင်အခုဆိုရင်တရုတ်နိုင်ငံမှာဆက်တင်ကြမ်းဟာ အမှုစစ်ဆေးတာတွေစစ်ကြောရေးတွေခံနေရပြီဖြစ်ပါတယ်အဲ့တော့စစ်ကြောရေးရဲ့နောက်ဆုံးရတဲ့သတင်းကတော့ဆက်တင်ကြမ်းရဲ့အထက်မှာမဟာခေါင်းဆောင်ညီရှိနေတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ဆက်တင်ကြမ်းကိုခိုင်းစေခဲ့တဲ့ခေါင်းဆောင်ကြီး ကျန်းကျင်ကျန်းရဲ့အပေါ်မှာရှိနေတဲ့ကြားဖြန့်ရဲ့ခေါင်းဆောင်ကြီးဟာဆိုလို့ရှင်တော့မအားလာပဲဖြစ်တယ်လို့သတင်းပေးလာပြီးဖြစ်ပါတယ်။အခုဆိုလို့ရှင်တော့ American သမ္မတ Trump ဟာကြားဖြန့်ခေါင်းဆောင်ရဲ့ဂိုင်းချုပ်ကြီးဖြစ်တဲ့မအားလာကိုအိုစမာဘင်လာဒင်ကိုဖမ်းခဲ့တယ်လို့ပဲနိုင်ငံတည်းကိုကြော်ဖြတ်ကဖမ်းဆီးဖို့အတွက်အဖွဲ့တွေဖွဲ့ပြီးတော့သူတို့တွေကိုမလကာ စမဂလာလှုပ်ဖို့အတွက်စူးစမ်းပြင်ဆင်နေပြီဖြစ်ပါရဲ့ရှင်မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားများကတော့ဒေါ်နယ်ထရန့်ရဲ့လှုပ်ဆောင်ချက်ကိုအားကျိုးမှန်တဲ့အာဘတရားထောက်ခံဝန်းရံပြီးတော့ကျင့်နဲ့နေကြပြီဖြစ်ပါတယ်မကြခင်မှာဆိုရင်တော့ရှမ်းပြည်ကျန်းရဲ့ခေါင်းဆောင်ကြီးဂိုင်းကျုပ်ကြီးဟာဆိုလို့ရှိရင်တော့ဘလို့မျိုးနှစ်ပါးသွားပြီးတော့ဘလို့ဇက်သိမ်းမလဲဆိုတာကိုပြည်သူများက ရင်ခုန်စွာနဲ့စောင့်ဆိုင်နေကြပြီ ဖြစ်ပါရဲ့ရှင်နောက်ထပ်သတင်းများကိုတင်ဆက်ပေးရမယ်ဆိုရင်တော့ပျော်ဝင်မြို့နယ်တောချောင်းရွာတွင်စစ်မှုထမ်းကြီးလာစဉ်ကောက်ခံနေသောအုတ်ချုပ်ရည်မှုတောင်းဝင်ပြစ်တက်ခံရပြီးဒေသုံငွေကျပ်68သိန်းနှင့် ဖုံးတလုံးလည်းတင်စီရရှိဆိုတဲ့သတင်းလေးကိုတင်ဆက်ပေးကြတာဖြစ်ပါတယ်။ မန္တလေးတိုင်းပြောဝင်မြို့တောချောင်းရွာတွင်စစ်မှုထမ်းကြီးလာစဉ်ကောက်ခတ်နေသော အုတ်ချုပ်ရည်မှုတောင်းဝင်းကိုပြက်ခတ်တိုက်ခိုက်ရာတေဆုံးခဲ့ကြောင်းနတ်မောက်ဂလုံ BD ရဲ့အဖွဲ့မှဗိုလ်အောင်တင်ကဆိုပါတယ်တေဆုံးသွားသောသူတိခတ်ပါရှင်တေဆုံးသွားသောကျေးရွာအုတ်ချုပ်ရည်မှုတောင်းဝင်းခေါ်ဦးတန်ဝင်းသည်ပြည်သူများပေါ်ယခုကဲ့သို့လှုပ်ဆောင်နေခြင်းကို နမောက်ကလုံး PDF အဖွဲ့ကသတိပေးထားတော်လဲလိုက်နာမှုမရှိသောကြောင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ရခြင်းဖြစ်ကြောင်းအုတ်ချုပ်ရင်မူတောင်းဝင်းထံမှငွေကျပ်68သိန်းနှင့်ဖုံးတလုံးတို့ကိုလည်းတက်တည်ကံဖြင့်သိမ်းဆီးရရှိခဲ့ပါတယ်။သူကတောကြောင်ကြီးရွာကအုတ်ချုပ်ရင်မူဦးတောင်းဝင်းခေါ်တောင်းဝင်းမှာဒီကောင်ကပြည်သူတွေစီကဆက်ကြီးကောက်ခံတာအပြင်ဤမျိုးစုံနဲ့နှိပ်စက်နေလို့ပြစ်ခတ်တိုက်ခိုက်ခဲ့တာပါ။သူရွာမှာပဲရှင်းလင်းခဲ့တာပါ။နေရာမှာပဲပွဲချင်းပြီး တေဆုံးသွားတာပါဟုနတ်မောက်ဂလုံ BD ရဲ့အဖွဲ့မှသတင်းပေးပို့လာပါတယ်ရှင်။နောက်ဆုံးရသတင်းလေးတွေကိုထပ်ပြီးတော့တင်ဆက်ပေးခြင်းပါတယ်ရှင်။အာဆီယံဥက္ကဋ္ဌတဲ့ဖိလစ်ပိုင်သမ္မတကမြမအရေးအထူးတန်တမန်အဖြစ်ဖိလစ်ပိုင်နိုင်ငံသားရေးဝန်ကြီးကိုတရားဝင်ခန့်အပ်၂၀၂၆ခုနှစ်တွင်အာဆီယံဥက္ကဋ္ဌတဲ့ဖိလစ်ပိုင်နိုင်ငံ၏ တမရမာကော့စ်ဂျူနီယာကမြမရေးအထူးတန်တမန်အဖြစ်ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးကိုတရားဝင်ခန့်အပ်လိုက်သည်ယမနေ့ဖိလစ်ပိုင်နိုင်ငံမနီလာမြို့တွင်ပြုလုပ်သော2026ခုနှစ်အာဆီယံဥက္ကဋ္ဌအသစ်လွှဲပြောင်းရယူပွဲတွင်ဖိလစ်ပိုင်တမရကထိုသို့ခန့်အပ်မှုကိုတရားဝင် ကြေညာခြင်းဖြစ်သည်မြမနိုင်ငံရဲ့ငြိမ်းချမ်းရေးတည်ငြိမ်ရေးနဲ့ပြန်လည်တည်မြဲရေးအတွက်ကျွန်တော်တို့အထူးတကားအလုံးလုံးသွားမှာဖြစ်လို့ သူမအနေနဲ့အာဆီယံဘုံသဘောတူညီချက်၅ချက်နဲ့အညီအကျိုးရှိအပြုသဘောဆောင်စီကံတကြဖြစ်တဲ့အားလုံးပါဝင်တဲ့မြန်မာပြည်သူတွေကို ထောက်ပံ့ပေးနိုင်တဲ့ချင်းကပ်မှုကိုလှုပ်ဆောင် လာနိုင်လိမ့်မယ်လို့ကျွန်တော်တို့ယုံကြည်ပါတယ် ဟုဖိလစ်ပိုင်သမ္မတကပြောဆိုလိုက်ပါတယ်ရှင်နောက်ထပ်ရေးပေါ်သတင်းများကို ဆက်ပြီးတော့တင်ဆက်ချင်ပါတယ်။နောက်ထပ်အရေးပေါ်တွေကထထထထပြီးတော့ပေါ်လာတဲ့အတွက်တုံတုံကိုတော့စိန်ဆိုးအောင်နော်။မုံညိုမျိုးပေါ်တွင်ရွေးကောက်ပွဲမဲဆင်းရင်လာရောက်စစ်ဆေးသူမရှိသောကြောင့်စစ်တပ်ကတရင်လင်တဦးနှုတ်မဲဆင်းလာရောက်စစ်ဆေးရန်ဖီယာပေချင်းချောက်ခေါ်ဆောင်နေဆိုတဲ့သတင်းလေးကိုတင်ဆက်ပေးချင်ပါတယ်ရှင်။ ။ပဲခူးတိုင်းမုံညိုမြို့ပေါ်တွင်ရွေးကောက်ပွဲမဲဆင်းလာရောက်စစ်ဆေးသူမရှိသောကြောင့်အချမ်းဘက်စစ်တပ်ကတိန်လင်းတဦးနှုတ်မဲဆင်းလာရောက်စစ်ဆေးရန် PRP ထိန်းချုပ်ခေါ်ဆောင်နေကြောင်းပြည်သူများကတင်းပေးလာတာဖြစ်ပါရဲ့ရှင်။ထို့သူ PRP ထိန်းချုပ်ခေါ်ဆောင်ခြင်းကြောင့်ရက်ကွက်ယုံ၌ပြည်သူအများပြားရောက်ရှိလာသည်ကိုဓာတ်ပုံရိုက်၍ပြည်သူများရေကောက်ပွဲကိုယာနှုံးပြစိတ်ဝင်စားနေသည်ဟုဆိုပါ ကြွေးကြော်နေကြောင်းထို့သို့မဲဆင်းလာရောက်စစ်ဆေးခြင်းမရှိသောပြည်သူများကိုလည်းအကြမ်းဖက်စစ်တပ်ကခေါ်၍ဖမ်းဆီးခိုင်းရန်လှုံ့ဆော်နေကြောင်းကိုလည်းသတင်းရရှိပါရယ်ရှင်မုံညုံမြို့ပေါ်မှာအကြမ်းဖက်စစ်ခွေးတွေကပြုလုပ်မဲ့ရွေးကောက်ပွဲကိုပြည်သူတွေစိတ်ဝင်စားတယ်လို့ဝါဒဖြန့်ဖို့မြို့မရက်ွက်အုတ်ကြီးခင်လက်နဲ့ရွှေဦးတောင်ရက်ွက်အုတ်ကြီးမြသန်းတို့ဦးစီးပြည်သူတွေကိုတိုင်ကိုတအူးမဲ စည်ရင်လာရောက်စစ်ဆေးရမည်ဟုဖိအားပေးချင်းချောက်ခေါ်ဆောင်လို့မင်းကပြည်သူတွေမဲဆင်းသွားကြည့်ရတယ်။အဲ့ဒါကိုအုပ်ကြီးတွေကဓာတ်ပုံရိုက်ပြီးယူသွားတယ်။မလာတဲ့သူတွေကိုစစ်တပ်ခေါ်ဖမ်းမယ်လို့လှုပ်ဆောင်နေတယ်လို့ပြည်သူတွေကသတင်းပို့လာပါတယ်ရှင်။နောက်ဆုံးရသတင်းများကိုဆက်လက်ပြီးတော့ကြီးညာပါမယ်ရှင်။ ဒီတစ်ခါတော့တကယ်ကိုနောက်ဆုံးရတဲ့မှာရှင်နောက်ဆုံးနောက်ဆုံးတော့ဒီတစ်ခါနောက်ဆုံးမဲတော့ပြီးပြီနော်ပြည်သူကိုဒီမိုကရေစီနီးကြရွေးကောက်ပွဲပြုလုပ်ပေးမယ်လို့ပြောတဲ့မဟာလာရဲ့စက္ကမဟာဆိုလို့ရှိရင်ရေဦးခင်ဦးကံမလူကလေးမြန်မော်လိုက်မြို့နယ်တို့ရှိကျေးရွာများကိုစစ်တပ်ကလေရင်ပြက်ဇက်တိုက်ဘုံကျဲထောင်နဲ့ချီတော်ပြည်သူများ ထွက်ပြေးနေရဆိုတဲ့သတင်းကိုတင်ဆက်ပေးခြင်းပါတယ်ရှင်။နိုဝင်ဘာ14ရက်နေ့မနေ့အစောပိုင်းတွင်ရေဦးမြို့နယ်အနောက်ဘက်ချမ်းရှိရွာတောင်ရွာနဲ့မင်းမောင်မင်းမောင်ကုန်းရွာအနီးကိုတရဦးလီတက်မှတက်လာတဲ့ Jet Fighter နှစ်စီးကလေကြောင်းတိုက်ခိုက်မှုပြုလို့သွားခြင်းဖြစ်ကြောင်းအကြံဖက်စစ်တပ်၏လေကြောင်းတိုက်ခိုက်မှုအတွင်ရွာတောင်ရွာမင်းမောင်ကုန်းရွာဂုံထန်ရွာရွာပလဲရွာမ ပြည်သူများအရေးပေါ်ဘုံကိုခြင်းများတွင်ပုံခုနိုင်ခဲ့ကြောင်းထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်းတုံတုံတို့ channel ကိုသတင်းပေးလာတာဖြစ်ပါရဲ့ရှင်။ရွေးကောက်ပွဲကိုအမှုပညာရှင်များကိုခေါ်ဆောင်၍အတင်းအဓမ္မတနတ်နဲ့ချိန်ချက်အာနာနဲ့ဇုတ်ကိုခေါ်မပြောရင်ဖမ်းမယ်လို့လှုပ်ပြီးတော့ရွေးကောက်ပွဲကိုစီယုံလှုပ်ဆော်ဖို့စူးစမ်းနေတဲ့စစ်တပ်ရဲ့ဝါရဖြန့်ချီရင် ကိစ္စဟာဆိုလို့ရှိရင်အခုအတော်ဆိုးနေပါတယ်ရှင်ဒီမိုကရေစီနှီးကြပြည်သူကို နေထိုင်ခွင့်အခွင့်အရေးတွေပေးမယ်လို့ကြောထားပြီးတော့ဟိုတလောကပဲကျန်းဖို့ပါတီရဲ့ဥက္ကဋ္ဌကြီးဥခင်ကြီးဟာဆိုရင်ဖြင့်သူတို့တွေအာဏာရခဲ့မယ်ဆိုလို့ရှိရင်တပ်မတော်ရဲ့မူဝါဒအတိုင်းပဲပြည်သူကိုအုပ်ချုပ်သွားမယ်လို့တရားဝင်ကြေညာလိုက်ပြီးဖြစ်ပါတယ်ရှင်အနုပညာရှင်များက ဒီမိုကရေစီနှီးကြရွေးကောက်ပွဲကိုလုပ်ပေးမှာဖြစ်တဲ့အတွက်ရွေးကောက်ပွဲကိုမဲပေးလိုက်လို့ရှိရင်ငါတို့တွေဒီမိုကရေစီနီလန်တိုင်းနေလို့ထိုင်လို့ရပြီဆိုပြီးတော့အားလုံးကအားကျိုးမှန်တက်စီယုံလှုပ်ဆော်ခဲ့ကြဗိမဲ့နောက်ရက်ပိုင်းမှာတော့တန့်ဖွင့်ရဲ့ဥက္ကဋ္ဌကြီးခင်ကြီးဟာစစ်တပ်ရဲ့မူဝါဒတိုင်းစစ်တပ်အုပ်ချုပ်တဲ့အတိုင်းစစ်တပ်လုပ်တဲ့အတိုင်းစစ်တပ်ရုံမာတဲ့အတိုင်းစစ်တပ်နှိပ်စက်တဲ့အတိုင်းစစ်တပ်မီးရှို့တဲ့အတိုင်းပဲ တို့အာနာရခဲ့ရင်အဲ့ဒီအတိုင်းပဲဆက်လုပ်မယ်လို့တရားဝင်ပြောလိုက်ပြီးဖြစ်ပါတယ်ရှင်။ဒါကိုပြည်သူတွေမိဘပြည်သူတွေနဲ့ဓမ္မကိုမျက်နှိုးတဲ့တော်လည်ရဲဘော်ရဲဘက်များ အားလုံးကညံနဲ့ရှင်ပြီးတော့အုံနောက်နဲ့တေချာတွေးပြီးဒါဟာကိုစန့်ကျင်ရမှာလားထောက်ခံရမှာလားဆိုတာကိုတော့ကောင်းကောင်းဆုံးဖြတ်နိုင်လိမ့်မယ်လို့တုံတုံကမျှော်လင့်ပါတယ်ရှင်။ အဲ့တော့ဓမ္မဘက်တော်သားများအားလုံးတောကဗျာပါဒဘေးမတန်မဲ့လောကမှာထောက်ရအေးချမ်းကြပါစေလို့တွန်းတုံးကစုမုံကောင်တောင်းရင်နဲ့ဒီနေ့အစီအစဉ်လေးကိုဒီမှာပဲအဆုံးသတ်လိုက်ပြရစီရှင်အားလုံးကိုကျေးဇူးတင်ပါတယ်